အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ကျွန်မဖတ်ပြပေးသွားခြင်းတဲ့ခေါင်းစဉ်ကလေးကတော့ဒေါက်တာဖြိုးတီဟာရေးသားထားတဲ့ကဲ့ရဲ့ပြစ်တင်ခြင်းဟာကောင်းသလားဆိုရက်ဆောင်းပါတူကလေးပဲဖြစ်ပါတယ်ရှင်ကျွန်တော်တို့ငယ်ငယ်ကလေးကတွင်တင်ခံခဲ့ရတာတွေအရာတော့ကဲ့ရဲ့ပြစ်တင်ခြင်းဟာမကောင်းဘူးလို့ပဲဆိုရမှာဖြစ်ပါတယ်တစ်ဖက်လူကမကောင်းမပြောနဲ့ သူအကုသူနဲ့သူသွားလိမ့်မယ်။ကိုအလဲကြလဲ။ဘလို့ပြန်ပြောခံရတတ်တယ်။ဝိလဲတတ်တယ်စသဖြင့်ပေါ့။မကောင်းတဲ့အလုံးလူမြင်တယ်။သူအကုသူကနေကိုအကုသူဖြစ်သွားလိမ့်မယ်လို့တွေးတယ်။ဝိလဲမအိုကြောက်ကြတယ်။ဝစီဒုစရိုက်ထဲပါတယ်လို့တောင်းခံယူထားကြတယ်။ကိုကိုကိုပြန်စဉ်းစားကြည့်ရင်လဲသူများကိုမကောင်းပြောတာအတော်နဲတယ်။တခါတလေလူရင်းတွေရှေ့လောက်သာပြောပြပြောမိတာမျိုး ပေါ်ကလိုသူနဲ့ခံခဲ့ရတာနဲ့လဲဆိုင်တယ်။ကိုတေချာမသိတဲ့ကိစ္စကိုဝေဖန်ဖြစ်တင်တာကောမန်လေးတကြောင်ပို့စ်လေးတစ်ခုနဲ့တဆုံပြောပြစ်ထားမျိုးတွေဆင်ကျင်တာကြောင့်လဲပါတယ်။ဘာလို့ဆိုတော့ကိုတိုင်လဲခဏခဏခံခဲ့ရဘူးတော့ဘလို့ခံစားရတယ်ဆိုတာကိုကောင်းကောင်းသိတယ်။သို့တော့ကဲရဲ့ပြစ်တင်ခြင်းဟာလုံးဝမကောင်းတဲ့ကိစ္စမဟုတ်ဘူးလို့တော့ဆိုခြင်းတယ်။ရွေချက်ကောင်းတဲ့နီးမှန်လမ်းမှန်ပြောတာမျိုးကလူမှုအတိုင်းအဝိုင်းအတွက်လူကိုလိုအပ်တယ်။ ဒီလူအမားကိုစောင့်ပြီးထိုးချခြင်းနဲ့စိတ်နဲ့ပြောတာမျိုးတဆယ်ဘူးအမားကိုတရားဘူးလောက်ဖိပြောတာမျိုးတွေမဖြစ်ဖို့တော့လိုတာပေါ့တခါလဲရေးဘူးတယ်လောကကိုစောင့်ရှောက်တဲ့တရားတွေထွန်းကားဖို့လောကကလည်းပြန်စောင့်ရှောက်ဖို့လိုတယ်ဆိုတာဟီရီနဲ့အော်တပ်ပါကိုလောကပါလာတရားတွေလို့ခေါ်ကြတယ်ဟီရီဆိုတာမဟုတ်တာကိုလောက်တာကိုရှစ်တဲ့စိတ်ကိုအတွင်းထဲကလာတယ်ကိုတိုင်းကရှစ်နေတဲ့အခါဘသူမှတိတိမတိတိမလုံးချင်တော့ဘူး ။အော်တပ်ပါကတော့မဟုတ်တာလှုပ်လို့ကဲ့ရဲ့ပြစ်တင်ခံရမှာကိုကြောက်တဲ့စိတ်။လှုပ်တော့လှုပ်ချင်တယ်။ပတ်ဝန်းကျင်ကဝိုင်းကဲ့ရဲ့မှာကိုကြောက်လို့မလှုပ်တာ။ဒါဆိုကဲ့ရဲ့ပြစ်တင်တဲ့အလေးအထားဟာလူအများအထွတ်ကောင်းနိုင်တယ်ဆိုတာဟာထင်ရှားနေပြီ။မကဲ့ရဲ့ကြအပြစ်မတင်ကြတဲ့အပြင်အခုခက်လို့ကြီးပါချင်းမြောက်အားပါအားကြနေကြပြီဆိုရင်တော့ဒီလူမှုအတိုင်းဝိုင်းမှာမပြက်ဘယ်လူမှုအတိုင်းဝိုင်းပြည့်စည်တော့မလဲတခါ ။အော်တပ်ပတရားကဟီရီအပေါ်မှာလည်းတက်ရောက်မှုရှိတယ်။ကလေးတွေအတွက်စဉ်းစားကြည့်။သူတို့ကလူကြီးတွေစီကတင်ယူနေရလေ။ဒီလူတယောက်ကမဟုတ်တာလုပ်တယ်။မဟုတ်တဲ့အနေနဲ့ကြွဲဝချမ်းသာလာတယ်။ဒါမှမဟုတ်နာမည်ကျော်ကြားလာတယ်။လူတွေကသူ့ကိုဘလို့စစ်ဆန်တယ်လဲ။နေရာပေးကြတယ်။ချီးကျူးကြတယ်။လီစာအားကြကြရဲဆို ကလေးတွေရဲ့စိတ်ထဲမှာလဲသူ့လိုလုပ်ရတာဟာရှေ့ရမယ်ကိစ္စလို့မြင်ကြမှာမဟုတ်ဘူ သူတို့ကိုယ်တိုင်လည်းဒီလိုအလုပ်တွေကိုမရှင်းမရအေးအေးဆေးဆေးလှုပ်လာနိုင်လိမ့်မယ်။ဒါဟာလူအဖွဲ့အစည်းပျက်စီးခြင်းရဲ့အလန်းစာပဲ။ကျွန်တော်တို့ငငယ်ကအခြေအနေတွေကို ပြန်ကြည့်စစ်ဘိုလ်ချုပ်တွေလက်စားပြီးကြီးပွားလာတဲ့သူတွေမမြင်ချင်းမှအဆုံးပဲ။နောက်ွယ်မှာဒါအဲ့ဒီတယောက်ကဘလို့ခွေနေနဲ့လှုပ်ရှားပြီးပွာသွားတာလေလို့ပြောကြတာ။ရှေ့တင်ကြတော့မျက်နှလုံးမျက်နှာလုံနေကြတာပဲ။အမနာတန်ပြောရရင်ကလေးတွေရဲ့ကိုချင်းတိတ်ခါကို ရှေ့ဆောင်လမ်းပြပြီးအုတ်မြစ်ချပေးရမယ်ဆရာဆရာမတွေကအစပေါ့ကိုရိုင်းလည်းအဲ့ဒီလိုခွင်ရအောင်လိုက်ဖန်သည်လိုက်အောင်ကြို့နဲ့လုံနေခဲ့ကြတာပဲရှစ်ဆရာလူကိုမမြင်တော့တာကိုပညာနဲ့ကိုအလုံးလုံးနိုင်ရက်တည်နိုင်တဲ့သူကလည်းတိတ်ရှားတယ်ရိုးသားတဲ့သူဆိုလွင့်ထွက်သွားဘေးရောက်သွားတဲ့ကာလတွေကိုနည်းနည်းခိုးတဲ့သူနဲ့တော်တော်ခိုးတဲ့သူ ရုံမပြတ်အောင်တိတ်ခါထိန်းပြီးခိုးတဲ့သူနဲ့ ရုပ်ပြစင်းပြနာမည်ထွက်အောင်ခိုးတဲ့သူဒီလိုပဲကြွားကြတာရှက်စရာကောင်းတဲ့ကိစ္စကို မရှက်တော့အောင်ငွေမရှိတာကသာ ရှက်စရာဖြစ်တယ်ဆိုတာမျိုးရိုက်ထည့်ပေးလိုက်တာပဲကိုရီးယားကားတွေပဲကြည်ဘူးတယ်ဒီကုမ္ပဏီမှာအလုပ်ရဖို့သူ့အဖေကပြောပေးလိုက်လို့ဆိုတာမျိုးကိုအရန်ရှက်ကြတာအကရှိတာဒီရှက်စရာဖြစ်နေပြီးဒီမှာကြဂုံတိုက်ခါတစ်ခုလိုဖြစ်နေခဲ့တာရိုးရိုးသားသားဝန်ခံရရင်ကျွန်တော်တို့လည်း အဲ့ဒီထဲတော့ပါခဲ့ဘူးတာပဲအလုပ်လုပ်ရဖို့တော့ဘသူ့ကိုမှမကက်ခဲ့ဘူးပဲမဲ့ဌာနတစ်ခုခုမှာကိုယ်အသိရှိတယ်သူ့ကြောင့်မြ мян ဆန်ဆန်ချောချောမွမွေ့ပြည့်စည်ခဲ့တယ်ဆိုသဘောကျခဲ့ဘူးတာပဲမိဘကအစိုးရနဲ့အပတ်အသက်တိတ်မရှိလို့ဒါပေါ့မဟုတ်ရင်ကျွန်တော်တို့လည်းယာရုရှိတဲ့တဦးတယောက်ကို ဖားပြီးအမြင့်တရတဲ့ဘွားကိုအားကြခြင်းအားကြနေခဲ့မှာပဲအဲ့ဒီကနေတစားတစားပြည့်ရင်းလာလိုက်တာအခုလက်ရှိအနေအထားကိုကြည့်လိုက် ကိုကျင်တရားစံနှုန်းတွေဘယ်လောက်တောင်ပျက်စီးသွားကြပြီလဲမဟုတ်တာလှုပ်ထားလဲရတယ်သူကြောင့်လူပေါင်းများစွာ ထိခိုက်ပျက်စီးရလဲအဆင်ပြေတယ်အလှူလှုပ်ပြလိုက်ရင်ရပြီဘာသာရေးနဲ့ဆက်နွယ်ပြလိုက်ရင်ပူတောင်းမှ လူကောင်းသူကောင်းအထင်ခံရသေးတယ်မင်းသမီးတွေနာမည်ကြီးတွေနဲ့လက်ထက်ကြတယ်ချစ်ပြတယ်ရိုးပြတယ်တခြားမင်းကလေးတွေကအားရကြလို့ဒီလိုလူကားမှတကယ်ယောက်ျားကောင် တမအာဇီဝကြကြယူယူတတစ조사ရှာဖွေနေတဲ့ယောက်ျားတွေမှာတော့သူတို့ရဲ့ရိုးဖြောက်မှုအတွက်နာမည်မရရှာဘူးအတိအမှတ်ပြုမခံနေရဘူးဝေဖန်ရင်တောင်းမနာလိုလို့လို့ထင်တတ်ကြသေးတယ်မရှိစင်ရဲသားတွေအတွက်ဆန်အိတ်လှူတာလောက်ပဲမြင်ကြတာတာဓုခေါ်ကြတာဒူးလူတွေကိုမရှိစင်ရဲသားဘဝရောက်စေတာထမင်းငတ်စေတာကလည်းခုလာလူနေတဲ့လူတွေကိုယ်တိုင်ပဲဆိုတာတော့မမြင်နိုင်ကြဘူး ကိုကျင်တရားဆန်နှုံးခြင်းမကပညာရေးပါဖြစ်စည်းခံခဲ့ရတဲ့အကျိုးဆက်တွေပါပဲ။ဒါကြောင့်သူတို့တွေကိုအပြစ်တော်မတင်ရဘူး။အခုလိုဖြစ်အောင်ရွယ်ချက်ရှိရှိ စနစ်တကျလုပ်ခဲ့တဲ့သူတွေကိုပဲဒေါသထွက်မိတယ်။ဒီလောက်ပြည့်ရင်းသွားတဲ့လူအဖွဲ့အစည်းတစ်ခုကို ပြန်တည့်မတ်ဖို့ဒီလောက်စိတ်သုံးသွားတဲ့လောကပါလာတရားတွေကို အသက်ပြန်သွင်းဖို့ဆိုတာတရက်တမနစ်နဲ့တော့မရနိုင်ပါဘူး။ နိုင်ငံကလည်းအေးချမ်းသွားမှအုပ်ချုပ်တဲ့စနစ်ကလည်းကောင်းမွန်လာပါမှ ဖြစ်နိုင်တာဘယ်လိုပဲဖြစ်ဖြစ်ကိုတကူစားအရာတော့လုံနိုင်တာတွေလုံရမှာပဲဖြစ်တဲ့ရှစ်ထိုက်ထားတွေကိုရှစ်တက်လာအောင်လုပ်ပေးရမယ်တော်တဲ့မှတ်ကန်းတဲ့ဘာသာရေးအဆုံးအမတွေကိုချင်းတရားဆိုင်ရာအဆိုအမိန်တွေစာအုပ်တွေဝိထုတွေစသဖြင့်လိုအပ်မယ်ကလေးတွေကိုဒါရီနဲ့များများထိတွေ့ပေးရမယ် တစ်ဖက်မှာလည်းသူတို့စန္ဒမူနာယူနေတဲ့လူကြီးတွေကိုယ်တိုင်ကရှက်တဲ့နာကို ရှက်ဖို့လိုမယ်။ငါအဖေငါအမေကမဟုတ်တာမလုပ်ဘူး။ဒါကငါဂုံယူတယ်ဆိုရက်စိတ်ထဲပေးနိုင်မှုတိတ်အရေးကြီးတယ်။ကိုသားသမီးတွေကို ပေးနိုင်တဲ့အကောင်းဆုံးအမွေဟာအဲ့ဒါပါပဲ။မဟုတ်တာလုပ်တဲ့သူတွေကိုလည်းကိုနဲ့မဆိုင်သလိုသဘောမထားပဲကဲ့ရဲ့ပြစ်တင်ကြရလိမ့်မယ်။အပေါ်မှာပြောခဲ့သလိုနီးမှန်လမ်းမှန်တော့ဖြစ်ပါစေပေါ့။လူအများအကျိုးအတွက်ဆိုတာဟုတ်တော့ရှေ့ရှုဖို့လိုလိမ့်မယ်။ အ ਨੇ ဆုံးကိုကအဲ့ဒီလိုမကဲ့ရဲ့ခြင်းရင်တောင်းမပတ်သက်ဖို့တော့လိုပါမယ်။အားမပေးဖို့တော့လိုပါမယ်။ဒါဟာသူတပတ်ကျွဲဝချမ်းသာတာ။အောင်မြင်တာကိုမနာလို့မရှုစိတ်လိုလို့မဟုတ်ပဲ။စိတ်သုံးပြောက်ွယ်လို့နှီးပါဖြစ်နေတဲ့ဟီရီအော်တပါတရားတွေကိုစောက်ရှောက်ထိမ့်သိမ့်နေခြင်းပါပဲဖြစ်ပါတယ်။ဒေါက်တာဖြိုးတီဟာ၂ရက်၁၀လ၂၀၂၅